ကျက်တိကနွားနဲ့ညတိုင်းလာကစားတဲ့ဖြစ်ရမှန်းမင်္ဂလာပါ YouTube Channel ပရိသတ်ကြီးကျက်တိတကောင်နဲ့အတူထိုင်နေတဲ့နွားမကြီးရဲ့ဒီပုံလေးကိုမှတ်မိကြမယ်ထင်ပါတယ်လွန်ခဲ့တဲ့နှစ်နှစ်ငယ်ကဒီဓာတ်ပုံဟာဆိုရှယ်မီဒီယာမှာပြန့်နှံ့သွားခဲ့ပြီးလူတွေကအမျိုးမျိုးထင်ကြပေးကြပါတယ်နွားဟာကျက်တိရဲ့အစာဖြစ်နေပေမဲ့ဓာတ်ပုံထဲမှာတော့ကျက်တိကနွားကိုရန်လိုတဲ့အမူအရာမတွေ့ရပေအရန်ချစ်ခင်တဲ့ပုံစံဖြစ်နေပြီးအတူတူထိုင်နေကြတာပါဒီနွားနဲ့ကျက်တိရဲ့ဆက်ဆံရေးနဲ့ပတ်သက်တဲ့သတင်းအမှားတွေလည်းရှိခဲ့ပါသေးတယ် ဒီနွားကကျက်သစ်ပေါက်လေးကိုငငယ်ကလေးကနူတိုက်ခဲ့ပြီးသူ့တခင်ကကျက်သစ်ကိုဗေးမဲ့ဒေါ်ရဲကိုလွတ်လိုက်လို့ကျက်သစ်လေးကသူ့ရဲ့မွေးစားမိခင်ဖြစ်တဲ့နွားမကြီးစီကိုညတိုင်းလာပြီးစော်ကစားနေတယ်ဆိုတဲ့တရေမှားပဲဖြစ်ပါလိမ့်။တကယ်တော့ဒီကျက်သစ်နဲ့နွားကငငယ်ကလေးကအတူတူကြီးပြင်းလာခဲ့တာမဟုတ်ပါဘူး။လူတွေထင်နေကြသလိုကျက်သစ်ပေါက်လေးကိုနွားမကြီးကနူတိုက်ပြီးဆောင်းရှောက်လာခဲ့တာလည်းမဟုတ်ပါဘူး။သူတို့ကစားတွေ့တဲ့အချိန်ကလေးကအခုချိန်ထိအချင်းချင်းရင်းနှီးနေကြပြီးဒါကလည်းအင်မတန်ထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုပါပဲ။ ဒါကတော့အိန္ဒိယနိုင်ငံဂူဂျာရတ်မှာ2000ခုနှစ်ကတည်းကဖြစ်ခဲ့တာပါဂူဂျာရတ်ဆိုတာဒေါတောင်ထူရတဲ့နေရာဖြစ်တော်မူဒေါ်ရိုင်းတလေးစံတွေကလူနေအိမ်တွေထဲမကြာခဏဝင်ရောက်လေးရှိပါသည်အများဆုံးဝင်ရောက်လေးရှိတာကတော့ဂျက်တစ်တွေပါပဲဒါကြောင့်လေအိန္ဒိယရဲ့နေရီရွာတွေမှာထင်းကုတ်တမကြီးတွေငှက်ကြီးတောင်ဓာတ်တွေကိုအမြဲဆောင်ထားတတ်ကြပါသည်ဒီပုံလေးကနွားကိုသူ့သခင်ကလေကွင်းထဲမှာဂျိုးနဲ့ချီထားတယ်တ냐မှာတော့ဂျက်သေးပေါက်ဆာလေးကနွားစီကိုရောက်လာပါသည်နွားကိုပထမဆုံးမြင်မြင်ချင်းပါပဲဂျက်သစ်ကဘာအနေမှမလုပ်ဘဲနွားကိုပုတ်တန်နေပါသည် ဒါကိုနွားရဲ့သခင်ကမြင်ပေမဲ့အမောင်နေမှာဆိုတော့ကြောင်းတကောင်လိုပဲထင်ပြီးအပြင်ထွက်မကြည့်ခဲ့ပါဘူး။အဲဒီလိုနဲ့လာနေငယ်ကြာလာတဲ့အခါမှာတော့ညတိုင်းညတိုင်းညသကောင်အချိန်ဒီမှာအိမ်နာကခွေးတွေစူးစူးဝါးဝါဟောင်းတဲ့အတန်ကိုကြားလာရပါသည်။ခွေးတွေကညတိုင်းဘာကိုဟောင်းနေကြလဲဆိုတာကိုသိရဖို့အတွက်တညမှာတော့နွားမကြီးရဲ့သခင်ဖြစ်သူက CCTV ကင်မရာနဲ့စောင့်ကြည့်လို့နေလိုက်ပါသည်။ညသကောင်အချိန်မှာတိပင်းချုံရွယ်တွေကခက်ငင်ငယ်ကြက်တစ်ကောင်ထွက်လာပြီးနွားမကြီးရဲ့ခြေတိုင်နာကိုရောက်လာပါသည် ။နွားမကြီးကကြက်သစ်ကိုမြင်တော့ကြောက်ရွံ့တဲ့ပုံစံလုံးဝမရှိဘဲကြက်သစ်ကိုခေါင်းနဲ့တိုးဝင်နေပါရီ။ကြက်သစ်ကလည်းနွားကိုတိုးဝေးပုတ်တက်ပြီးစောင့်စားနေကြတာပါ။ဒီပုံကိုမြင်တော့သခင်ဖြစ်သူကရမ်းအံ့ဩသွားပြီးအရင်လာပေါင်းများစွာကနွားရဲ့အနီးမှာရှိနေတဲ့ကြောင်လို့ထင်ခဲ့တဲ့အရာကကြက်သစ်ပေါက်ဆလေးဖြစ်လိမ့်မယ်လို့ကောက်ချက်ချလိုက်ပါရီ။ဒီကြက်သစ်ကနွားကိုမကြိုက်ဘဲဘာလို့ခင်မင်ရင်နှီးနေရလဲဆိုတာကိုတော့ဘယ်သူမှမသိကြပါဘူး။ဒါကိုရှေးဘွားကအမျိုးဆွေတစ်ခုခုတော်ဆက်ခဲ့တဲ့ပဋ္ဌာန်းဆက်လို့ဆိုနိုင်မလားကွမ်မတ်မှာရေးပေးခဲ့ကြပါဦး။